ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒေတာနဲ့ဒိမ့်မန် channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပွဲပြတ်မှုယာဂိုင်းလုံးများနေတဲ့မြန်မာ fighter တန်းစင်ရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်မြန်မာလူငယ် fighter တန်းစင်ကလာမယ့်တောက်ချာနေ့ညမှာဆိုရင်ပွဲထိုးတက်ရတော့မှာဖြစ်ပါတယ်သူက time fighter pass su convent နဲ့ inside ထိုးတက်သွားရမှာပါလက်ရှိချိန်မှာတော့တန်းစင်ပွဲကပြတ်လူနီးပါဖြစ်နေတယ်လို့သိရပါတယ်တန်းစင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေအားလုံးကိုတောင်းပန်ပါတယ်ဆိုပြီး status တင်လာတာတွေ့ရပါတယ် အဲ့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးအားလုံးကတော့ပွဲပြတ်သွားပြီလို့ယူဆနေကြပါတယ်ワンチャンピオンシップနဲ့နီးသက်တဲ့အတိုင်းဝိုင်းကလည်းနေပွဲပြတ်သွားပြီလို့ပြောဆိုထားတာတွေ့ရပါတယ်။ promotion ဘက်ကတော့တရားဝင်ချပြထားခြင်းမရှိသေးပါဘူး။တန်စင်ရဲ့ state အရာလည်းပွဲပြတ်သွားပြီလို့ယာကိုင်းလုံးများနေပါတယ်။ဘာကြောင့်ပွဲပြတ်တာလဲဆိုတော့အထူးကြတော့သိရှိရခြင်းမရှိပါဘူး။နီးသက်တဲ့သတင်းတွေရတော့တန်စင်ကအမြင်အယုံမှန်းဆိုင်ရာပြဿနာတစ်ခုခုဖြစ်နေတာကြောင့် medical pass မအောင်လို့ကြားသိရပါတယ်။ဒါကြောင့်မလို့ပဲတန်စင်ရဲ့ပွဲပြတ်သွားတယ်လို့ကြားသိရပါတယ်။ ဘလို့အခြေအနေတွေဖြစ်လာအောင်မလဲဆိုတာတော့စောင့်ကြည့်ရမှာပါအကယ်၍တန်းစင်နေနဲ့တော့အမြင်အယုံချိုးတဲ့မှုဖြစ်ခဲ့တယ်ဆိုရင်တော့နောက်ပွဲစဉ်ဟာလည်းတန်းစင်နေနဲ့အချိန်တော်တော်ကြာကိုအနားယူရမှာဖြစ်ပါတယ်။တန်းစင်ရဲ့အကိုထွန်းလွင်မှုကလည်းဒီလိုမျိုးအမြင်အယုံကြောင့်ပဲလဝေကနေအနားယူထားတာဖြစ်ပါတယ်။အခုအချိန်မှာလည်းတန်းစင်နေနဲ့ပါဒီလိုအမြင်အယုံကိစ္စဖြစ်လာပြီဆိုတော့စိတ်မကောင်းစရာပါပဲ။ဘလို့အခြေအနေတွေဖြစ်လာအောင်မလဲဆိုတော့စောင့်ကြည့်ရမှာပါ။ လက်ရှိမှာတန်းစင်ရဲ့ပွဲဟာပြတ်ပြတ်သွားပြီလို့တော့သိရပါတယ်ဒါမဲ့ one championship ကတော့ယခုချိန်ထိတရားဝင်ချပြထားခြင်းမရှိသေးပါဘူးမနက်ဖြန်ဆိုရင်စစ်စစ် weight ချိန်နေရာမနက်ဖြန်မှာပြုတ်လို့မှာဖြစ်ပါတယ်အခုချိန်မှာတော့ဒီလိုမျိုးသတင်းတွေကြားလို့ဘလို့အခြေအနေတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့ဆက်လက်ဆောင်ကြည့်ရမှာပါ။တန်စင်ပွဲကိုကြည့်ဖို့အားခဲထားတဲ့မြန်မာပြည်သက်တီတီနဲ့အတွက်လည်းစိတ်မကောင်းမှုလို့ပဲပြောရမှာပါ။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့မြန်မာ fighter လေးတန်စင်နေနဲ့လည်းအခုလိုမျိုးဖြစ်သွားတဲ့တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်။ ။ဘာပဲဖြစ်ဖြစ်မာဖိုက်တာလေးအနေနဲ့အကောင်းဆုံး recovery ပဲဖြစ်ပါစေလို့ပဲဆန္ဒပြုပါတယ်ခင်ဗျာ။တန်းစင်မင်းရဲ့ပွဲနဲ့ပတ်သက်ပြီးသတင်းထူးတစုံတရာရှိတာ promotion ဘက်ကတရားဝင်ချပြလာတာရှိတာနဲ့လည်းကျွန်တော်တို့ channel ကအချိန်နဲ့တပြီးညီပြန်လည်တင်ဆက်ပေးပါဦးမယ်ခင်ဗျာ။ဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲ။နာမည်နေဒီမှာလဲ MMA လောကနဲ့အကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ရသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပါရစေခင်ဗျာ။အားလုံးပဲတာပြေရှင်မကောင်းနေလေးတစ်နေ့ကိုပိုင်းဆိုင်နေကြပါစေ။